Champions League ပွဲစဉ်၄ Liverpool နဲ့ Real Madrid မင်္ဂလာပါဗျကိုခင်းစ်တဖုတ်ဘောရှိုးကနေကြိုဆိုပါရစ်ကျွန်တော်ကိုခတ်ပါချန်ပီယံလိပွဲစဉ်၄ရဲ့အင်္ဂါညပွဲစဉ်တွေထဲမှာတကယ်ပွဲကြီးပွဲကောင်းနှစ်ပွဲရှိနေတယ်။အဲဒီကတပွဲဖြစ်တဲ့လီဗာပူးနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုလုတ်သွားကြပါတယ်။ဒီပွဲကတော့နောက်ကျမှာဗျ။ည၂နာရီခွဲမှာရှင်ပြိုင်ကစားမှာ။အဲ့တော့ထုံးနေနိုင်မယ့်ကျွန်တော် key points တွေဆွဲထုတ်ကြည့်အောင်။လီဗာပူးရွှေဘယုံကြည်လို့ရသေးရဲ့လား။မယုံရတဲ့အတင်းတသင်းပုံစံမျိုးတော့ဖြစ်နေပြီ။နိုင်လိုက်ရှုံးလိုက်ဆိုတဲ့တန်တရားလည်နေမှုကလီဗာပူးဘာလို့ပြနိုင်လဲဆိုပြီးကလန်ဒါကျ စောင့်ကြည့်ရမယ့်ပုံစံမျိုးဖြစ်နေတယ်။ဒါပွင့်လင်းပြောရရင်ကျွန်တော် Aston Villa ကိုနိုင်ခဲ့တဲ့ဘွဲတုန်းကကလန်ဒါကျနိုင်နေဆိုပြီး Liverpool ကိုရွေးခဲ့တာပါ။တကယ်ကလန်ဒါကျခဲ့တယ်။တိုးမယ်အဲ့လိုခြေသွမ်းမိုင်းရပါတော့။တည်ငြိမ်သွားပြီလို့တော့ မခံစားဘူးသူတို့ဒီနိုင်ပွဲတစ်ပွဲရပြီးနောက်ပွဲစဉ်တွေရလက်တွေပြန်ကောင်းဖို့အတွက်လမ်းကြောင်းမှန်လေးပေါ့ရေးရေးလေးရောက်ခဲ့တဲ့ကာလတွေရှိတယ်ထားပါတော့ Frankfurt ကို၅ခုပြတ်နဲ့နိုင်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်းမှာဆိုရင်သူတို့တွေ့ရတဲ့အတင်းက Palestine ပြန်တွေ့ရတယ်ဗျာသို့တော့ Arnas Slot အနေနဲ့လုံးဝအလျှော်စရိုက်ခင်းချပလိုက်တယ်လူငယ်လူရွယ်တွေနဲ့ထုတ်ကန်တကယ်တော့ Palestine ကိုဗျာသူတို့နှစ်ကြော့တောင်ရှုံးတာတာတေချာကန်တဲ့ ကံဘူးပေါ့နော်ရှုံးသွားတယ်နောက်တစ်ပွဲအက်စတွန်ဗလာရောပြတ်နိုင်တယ်အဲ့တို့ကြောင့်လီဗာပူးရဲ့လက်ရှိအဝင်အထွက်တွေခမန်းဘုံတွေကကျွန်တော်ဘေးကနေနည်းနည်းကတ်ချက်မိဖို့ခတ်တယ်ဗျသူတို့ဘလို့ပုံတရံမျိုးနဲ့ဒီပွဲတစ်ပွဲကိုချင်းကတ်မလဲဘလို့ခံယူချက်ယူရချက်မျိုးနဲ့ကစားမလဲစသဖြင့်ပေါ့နော်ဘလို့ပဲ အချင်းကချင်းကလက်ရှိအခြေအနေမှာလီဗာပူးသင်းရဲ့အားနည်းချက်တွေကတော့လဲပြမှာဆင်သွားသလိုပေါ်နေရတယ်။ဒါသည်ပြီးခဲ့သောဘောလုံးရာသီတွေကဖြစ်ခဲ့ရမှာ။ကျွန်တော်ပြီးခဲ့တဲ့ဘောလုံးရာသီကလီဗာပူးသင်းကိုချန်ပီယံလိတော်မဝင်နိုင်ဘူးလို့ခမန်းခဲ့ဘူး။အဓိကကြတင်ကြထိုက်နေတဲ့လူတွေရှိရဲ့ဗျာ။ဗာဂျီလိုမူဆာလာတို့။တိုးတော့ပြီးခဲ့တဲ့ဘောလုံးရာသီကမကြောက်ဘူး။ဒီနေ့ရာသီမှာကောက်ကြ။ပြီးခဲ့တဲ့ရာသီကကြရင်တော့မှအဲ့လောက်အခြေအနေစိုးဦးနော်။အမူဆာလာနေရာမှာဘယ်သူ့ကိုထည့်မလဲ။ဗာဂျီနေရာမှာဘယ်သူ့ကိုထည့်မလဲ။သူရည်ဝဲပြီးတော့ကစားသမားတွေထပ်ခေါ်လို့ရတယ်။တိုးတော့ဒီနေ့ကျတော့သူတို့မကြသေးဘူးဆိုတော့အထင်နဲ့သူတို့နေရာမှာအစားထိုးမဲ့ကစားသမားတွေကိုမခေါ် ါ်ခဲ့ဘူးတခြားနေရာမှာလိုအပ်နေတဲ့ကစားသမားတွေကိုခေါ်တယ်အဲ့တော့အားနည်းချက်ကဘလို့ရဲတစ်ခုတည်းမဟုတ်နှစ်ခုဖြစ်သွားတယ်ပထမတစ်ခုကကြတော့အတင်းအထိုင်ကစားသမားဗာဂျီနဲ့မိုဆာလာကြလာတယ်ဒါကအားလုံးမြင်တဲ့အားနည်းဆုံးအချက်ဒီနှစ်ယောက်နေရာမှာအစားထိုးဖို့ဆိုတာလေမလွယ်ဘူးဗျနှစ်ယောက်လုံးကကင်းနေနောက်ထပ်တစ်ပိုင်းအတင်းကစားသမားတွေခေါ်ထားတယ်အံဝင်ဖို့တသားရဲဖြစ်ဖို့ကအချိန်နည်းနည်းပေးရအောင်ဆိုတော့ဒီလိုအားနည်းချက်တွေဂျုံတွေ့သွားတဲ့အချိန်မှာလီဗာပူးကရင်းရိုင်သွားတယ်ကံကောင်းတာတစ်ခုကဒီလိုချွေရင်ချက်ကိုစောစောစီစီတိတာမတော်တဆဇန်နဝါရီပြောင်းရွှေ့ကာလနောက်ပိုင်းရောက်မှာလီဗာပူး ဦးဒီအဲ့လိုမျိုးချို့ယွင်းတဲ့ပုံတရံပေါ်လာမယ်ဆိုရင်စေးမမီတော့အခုတော့စောစီးတည်တဲ့အတွက်ကြောင့်စေးမီသေးတယ်လီဗာပူးဇန်နဝါရီပြောင်းရွှေ့ကာလမှာဘယ်သူတွေခေါ်တင်သေးလဲငွေထက်သုံးမလားမဖြစ်မနေခေါ်ရမလားစသဖြင့်ပေါ့နော် ။ထားပါအဓိကပြောချင်တာလီဗာပူးကိုယုံကြည်လို့မရအောင်ဆိုတာပြောချင်တာ။ဗာဂျီနဲ့အီဘရာဟီမာကိုနာတေဘသူပဲထက်တယ်အရှင်တော့လောက်ဟာကူမပေးရအောင်ကွာဒီကစားသမားတွေကောင်းနေကွာအဲ့လိုခံစားချက်မျိုးရမနေတာတော့အမှန်ပဲ။မီလော့စ်ကာကက်စ်ကလည်းဘုံမောင်မှာယူအောင်ကောင်း။ဒါပေမဲ့လီဗာပူးရောက်တဲ့အချိန်မှာတော့အာရနစ်လော့ရဲ့ဗျူဟာပိုင်းမှာလိုက်ပါစီးမျောနိုင်မှုအတွက်အချိန်တိုင်းတာတခုတော့လိုအပ်နေသေးတယ်။ရိုက်ဘက်မှာပို့ဆိုးတယ်။အာနိုးနေရာဘသူမှ အစားမထိုးနိုင်ဘူး frame ပေါင်ပဲဖြစ်ဖြစ် corner bradley ပဲဖြစ်ဖြစ်ပေါ့အဲ့တော့ကြောင့်ဒီပွဲထဲမှာ liverpool ဒီ real madrid ကိုဘယ်လိုနည်းမှပြန်ပြီးအကျော်ပေးနိုင်မှာမဟုတ်ဘူးအာရှရဲ့အကျော်ပေးမှုတွေကိုဆွေးနွေးသုံးသပ်တဲ့အခါကျရင်အသေးသေးပြောပြပါတစ်ဖက်က real madrid madrid ကတော့နီးပြဇာဘီအလွန်ဆိုလက်ထက်မှာဖြည်းဖြည်းနဲ့မမှန်သွားနေတယ်ကျွန်တော်တခါတော့ပြောပြဘူးပါတယ် real madrid ရဲ့ version အစ်စ်ကိုကျွန်တော်မြင်ရလိမ့်မယ် madrid ကိုကျွန်တော်တို့ဟိုးရင်ခစ်ကာလာအချိန်ကာလီမှာတည်းကတေချာလီဟိုအပိတ်ခဲ့ဘူးတယ် chelsea ပြီးရင်ကျွန်တော် real madrid အကြိုက်ဆုံးပဲအဲ့ခစ်ကာလာကလည်းဒီ10ပေစလောင်းအိမ်မှာတတ်ထားတော့10ပေစလောင်းမှာ real madrid Madrid TV ပါတယ်ဗျနေ့စဉ်နေ့တိုင်းကြည့်ရတဲ့အခါကျတော့ကျွန်တော်တို့ Real Madrid ရဲ့အကြောင်းတွေကိုတေချာလေ့လာခွင့်ရခဲ့တယ်။ Real Madrid ရဲ့တဒေဝကအောင်မြင်မှုကို ချက်ချင်းယူတဲ့အသင်းများအဲ့လို long term plan နဲ့သွားတဲ့အသင်းမဟုတ်ဘူးအာဒီနှစ်မအောင်မြင်ဘူးလားနောက်နှစ်ကျရင်ကစားသမားတွေကောက်ခေါ်ဘယ်လောက်ပဲဈေးကြီးပေးရပေးရသူတို့အကောင်းဆုံးစုဖွဲ့တယ်တိုးတော့အခုနောက်ပိုင်း Florentino Pires ကလည်းပုံတံပြောင်းလာတယ်ကစားသမားတွေဆိုဈေးကြီးပေးပြီးမခေါ်တော့ဘူးလောကပမာဏပဲပေးရင်ပေးလိုက်တော့မယ်ဆိုတဲ့သဘောမျိုးဒါပြင် long term plan နဲ့လူငယ်တွေကိုခေါ်လာတယ်ဇာဘီလွန်ဆိုကလည်း long term plan နဲ့အသင်းကိုဖွဲ့စည်းတည်ဆောက်တယ်နီးပြတရားအဲ့တို့ကြောင့် Real Madrid ဒီ Carlo Ancelotti လက်ထက်တုန်းကလိုမျိုး relationism ကြီးကိုပဲအဓိကအားကိုးပြီးတော့ကစားသမားတယောက်နဲ့တယောက်ဂျားတွေကကျွမ်းကျင်မှုကိုပဲတည်ဆော့တဲ့ ပုံစံမျိုးမဟုတ်တော့ဘူး Vinicius Junior နဲ့ MB နှစ်ယောက်တည်းလှုပ်ချင်တိုင်းလှုပ်လို့မရဘူးနောက်တန်းကစားသမားတွေ bid up လေးတေချာလုပ်နိုင်တယ်ခါလီကျလည်းတရိုက်ပြပို့မှုတွေဒင်းဟောက်ဆန်ပြပို့တာမျိုးလေးရှိတယ်တခုတည်းကတော့ပုံစံစော့တာတော့မဟုတ်ဘူးပေါ့ဗျာနီးပြတယောက်ကကင်ဂါရု position ပဲအဓိကအာယူပြီးကစားမယ်ဆိုရက်ခက်တီကုံသွားပြီ Pep Guardiola လိုမျိုးနီးပြတော့မှ position ပဲအဓိကဂိုက်သွဲပြီးကစားခဲ့တာမဟုတ်ဘူး Now Real Madrid ရဲ့ကြောက်ဖို့ကောင်းတဲ့အဓိကလက်နက်ပေါ့နော်ဒါ Vinicius Junior တို့လို့ Kylian Mbappé တို့လို့ကစားသမားမျိုးတွေဒီ counter attack တွေအရန်ကောင်းတယ်ဇာပီလွန်ဆိုရလေဘောပိုဇီရှင်အတာသေးယူတတ်တဲ့နီးပြဆိုရင် မဲ့ counter attack မကစားဘူးလို့ပြောလို့မရအောင်အဲ့တော့ကြောင့် Real Madrid ရဲ့အားသာချက်တွေကတော့လက်ရှိချိန်မှာ Liverpool ထက်ပိုပြီးတော့များနေတယ်ဆိုတာကျွန်တော်သတိပြုရပါလိမ့်မယ် Okay ဒါကတော့ကျွန်တော်ဒီဘောမှာမြင်မိတဲ့ key points တွေဖြစ်ပါတယ်ဒီတစ်ခါဒီနေ့သင်ကြားရတဲ့အာရှရဲ့အကျိုးပေးမှုလေးတွေကိုကျွန်တော်ဆက်လက်ဆွေးနွေးပါမယ် Anfield မှာ တဲ့တဲ့အကျော်ပြမှုပေးထားတာတိတော့ရုပ်တီမတန်ပါဘူးဒါပေမဲ့လည်း Real Madrid ဖြစ်နေတဲ့အတွက်ကြောင့်ရင်တစ်ဖက်က Liverpool ကလည်းလက်ရှိအချိန်ဝိနေတဲ့အတွက်ကြောင့်ရင်ဒီအကျော်ပြမှုဒီပေးဖို့ပေးရမှာဒါတော့ရုပ်တီမတန်ဘူးဘာညာဆိုတော့ညာလည်းလက်ရှိအချိန်ကြီးကပေးတဲ့ အကျော်ပေးမှုတစ်ခုလို့ကျွန်တော်ယူဆတယ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆိုရင်တော့လီဗာပူးကအိမ်ကွေးမှာအနည်းဆုံးတေးတဝက်လောက်တော့အရှုံးပေးရမှာပဲဒီကျော်ပေးမှုကြောင့်ကြိုက်တင်းတော့နေလို့ရတယ်လီဗာပူးမရှုံးဆိုရင်လီဗာပူးတင်းကိုအားပေးနိုင်တယ်အဲ့တော့ကျွန်တော်တိုတယ်ကိုတစ်ချက်ပြန်ချိန်ကြည့်အောင်သုံးလုံးတဝက်ရှုံးအဒီတိုတယ်ကိုမျိုးက over ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ကျွန်တော်တော့ပွင့်လင်းပြောဒီလိုပွဲမျိုးမှာလီဗာပူးထက်စာရင် Real Madrid တင်းကိုတော့အရေးဆုံးပြီးတော့ရွေးပေးခြင်းတယ်လီဗာပူးမရှုံးနိုင်သလို Real Madrid ဘက်ကပြန်ချိန်တယ် ရီယယ်မက်ဒရစ်မရှုံးနိုင်အဲ့တော့ကျွန်တော်ရီယယ်မက်ဒရစ်ကိုသဘောကျတယ်ဟန်နီကမှာရီယယ်မက်ဒရစ်တင်ကိုရွေးပေးခြင်း second priority အနေနဲ့ရွေးပေးခြင်းကတော့တူတယ်ကိုဖြစ်ပါတယ်တူတယ်ကိုကဒီနှစ်သင်းရဲ့ထိတဲ့တွေးဆိုမှုမှာဂိုးတွေထိန်းကန်နေရတဲ့ဆိုင်လေးဘပူရဲ့နောက်တန်းကလည်းဂိုးတွေပေးရလိမ့်ရှိတယ်အခုနောက်ဆုံးသူတို့ Aston Villa ကတော့ဂိုးမပေးရပါပဲရီယယ်မက်ဒရစ်ကိုလည်းဂိုးပေးရနိုင်ရီယယ်မက်ဒရစ်ဂိုးရပြီဆိုရင်တကူတဲ့နဲ့အာသာပြေးတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူးအနည်းဆုံးနှစ်ဂိုးလောက်တော့အတွင်းတယ်အတူးစီးလောက်နဲ့ Liverpool ရှုံးမှုဆိုတာလည်းမဖြစ်နိုင်ဘူး Liverpool ရဲ့အတွင်းဂိုးတွေကိုလည်းမြင်ရဖို့ရှိတယ်2-2လို result မျိုးအချိန်ကာမီးဖြစ်သွားနိုင်တယ်လို့2-1လို result မျိုးလည်းဖြစ်သွားနိုင်တယ်အဲ့တော့ကြောင့်ကျွန်တော်က တော့တိုတယ်ကို over ကိုသဘောကျပါတယ်။ကဲကျွန်တော်နောက်ထပ်တစ်ပိုင်းကဒီနှစ်သိန်းချားတဲ့ကင်းရဲအချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်အောင်။ပြီးခဲ့သောဘောလုံးရာသီမှာတင်တို့ထိတိုက်တွေ့ဆုံခဲ့ပါတယ်။အဲတော့ရှုံးထွက်ပွဲတွေမှာတွေ့ခဲ့ပြီးတော့ Real Madrid ရဲ့အိမ်ခွေမှာ Liverpool ကို1-0နဲ့နိုင်ခဲ့ပေမဲ့ Liverpool ရဲ့အိမ်ခွေရောက်တဲ့အချိန်မှာ Real Madrid ကို2-0နဲ့ပြန်ပြီးတော့နိုင်ခဲ့ပါတယ်။အရှင်းနှစ်တွေတုန်းကလည်းတောက်လျှောက်တို့တွေ့ဆုံခဲ့တယ်။ Liverpool ကတော့အိမ်ခွေမှာ5-2နဲ့ရှုံးခဲ့တဲ့နှစ်တစ်နှစ်ရှိပါတယ်။ဒါတော့2023-24ဘောလုံးရာသီမှာပေါ့နော်။ကျွန်တော်ရှင်းနှစ်တွေမှာလည်း Liverpool အိမ်ခွေမှာ Real Madrid က1-0ကို0-0စတဲ့ရ လက်တွေနဲ့နိုင်တာရှိတယ်နောက်ဆုံး6ချိန်မှာလီဗာပူးသည်ရီယယ်မက်ဒရစ်ကိုတစ်ချိန်ပဲနိုင်မှုပါတယ်အဲ့ဒီတစ်ချိန်ကပြီးခဲ့သောဘောလုံးရသည်ဒုတိယအကြော်တော့အိမ်ကွင်းမှာနိုင်တာပါဒါပေမဲ့၈နှစ်၅ချိန်လုံးရီယယ်မက်ဒရစ်သည်လီဗာပူးအသာစီးရထားပါတယ်တစ်ချိန်ပဲလီဗာပူးအန်ဖီမှာတည်ကစားခဲ့မှုပါဒီတော့ဟတ်တူရဲ့ထိတိုက်တွေ့ဆုံမှုတွေကအရင်မကြသေးဘူးရီယယ်မက်ဒရစ်သည်လီဗာပူးကိုအမြဲတမ်းလိုလိုအသာစီးရထားတယ်လို့ပဲပြောရမှာပါ ကနော်တပိုင်းလီဗာပူးရဲ့အခုနောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲရလာကာရန့်ဖောင်ပေါ့နော်အဲ့တော့ဒီပွဲစဉ်6ပွဲမှာလီဗာပူးက လေးဘွဲရှုံးပြီးတော့နှစ်ဘွဲပဲနိုင်တာရယ်နိုင်တဲ့နှစ်ဘွဲက Frankfurt နဲ့ Aston Villa တို့နိုင်တာဖြစ်ပါတယ်တခုတတိပြုရမှာဒီဘွဲပြီးရင် Liverpool ဒီ Man City နဲ့ကစားရမယ်အဲ့တော့ဒီဘွဲကိုအပြည့်အဝအာယုံစိုက်ပြီးကစားနိုင်ပါမလားလဲတစ်ချက်ထက်ထွက်ရမယ်ဘာကြောင့်လဲဆိုတော့ EPL မှာထက်ရှုံးမယ်ထက်ရလက်တွေမကောင်းမဲ့ဖြစ်မယ်ဆိုရင် Liverpool ဒီအချင်းတွေတော်တော်ဆိုးသွားနိုင်တယ် Champions League ကပြောပြောဆိုနည်းနည်းတော်သေးတယ်လက်ရှိချိန်မှာ Liverpool ဒီ Champions League မှာနှစ်ဘွဲနိုင်တဲ့ဘွဲရှုံးထားတယ်1 2အိမ်မရဘူးဆိုရင်တော့9 to 24နဲ့ ောက်တစ်ဆင့်ကိုတက်လို့ရတယ်တပွဲတို့ပလန်နေနဲ့ကျုံလို့ရတယ်ပြောချင်တာသူတို့ဒီနှစ်ပွဲမှာတပွဲကိုရွေးချယ်ရမယ်မက်ဆီဒီပွဲကိုပို့ပြီးတော့ရွေးချယ်နိုင်အဲ့တော့ကျွန်တော်တို့က Real Madrid ကိုအားပေးတာပို့ပြီးတော့လုံးလုံးစိတ်ချရတဲ့သဘောမျိုးဖြစ်နေတယ်โอเคအဲ့တော့ Liverpool ရဲ့လက်ရှိ Gareth Bale ကတော့လုံးဝမကောင်းဘူး Real Madrid ကတော့ Gareth Bale တော်တော်လေးကောင်းပါတယ်နောက်ဆုံး6ပွဲမှာ6ပွဲလုံး အနိုင်ရထားပါတယ်။အဲ့တော့ကျွန်တော်နောက်တစ်ပိုင်းလီဗာပူးတင်းရဲ့အိမ်ကွင်း6ပွဲသက်ရလက်၄ပွဲနိုင်ပြီး၂ပွဲရှုံးထားတယ်။ရှုံးတဲ့၂ပွဲက Palace ကို3-0နဲ့ရှုံးတဲ့ပွဲနဲ့ Man United ကို2-1နဲ့ရှုံးတဲ့ပွဲဖြစ်ပါတယ်။နိုင်တဲ့ပွဲစဉ်တွေသည် Atletico Madrid, Everton, Southampton, Aston Villa စတဲ့အသင်းတွေကိုနိုင်ထားတာပါ။အိမ်ကွင်းကစားအားမစိုးလို့ပြောရင်ပဲအရန်တော့မကောင်းပါဘူး။တစ်ဖက်က Real Madrid ကတော့အဝေးကွင်းပွဲစဉ်တွေမှာဆိုရင်နောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲမှာငါးပွဲနိုင်ပြီးတပွဲပဲရှုံးတာတယ်ရှုံးတဲ့ပွဲက Tico 52နဲ့ရှုံးတဲ့ပွဲဖြစ်ပါတယ်တိုးတော့ကျန်တဲ့ပွဲစဉ်တွေအားလုံးနိုင်ပွဲတစ်ပွဲတော့ ရအောင်ပုံဖော်ကစားလေးရှိပါအဲ့တော့ကြောင့် Real Madrid ရဲ့အဝေးကွင်းဆွမ်းဆောင်ရရလဲပို့ပြီးကောင်းတယ်လို့ပြောနိုင်ပါကဲကျွန်တော်နောက်ဆုံးပိုင်းပေါ့နော် ်ပြွာပိုင်းသုံးသက်ချက်လေးအနည်းငယ်လောက်ရအောင်လီဗာပူးကအသင်းလိုက်ဟန်ချက်ကပြီးခဲ့သောဘောလုံးရာသီတွေကလည်းဘာမှတော့မထူဘူးသူတို့ဟိုက်ပရက်ဆင်ပေးတယ်ခွစ်စတက်တွေနဲ့ပြိုင်ဘက်ကိုဖိအားပေးပြီးတော့ကစားတယ်တိုးတော့ဘာကြောင့်ရော့သွားတယ်အဓိကကတော့ပြီးခဲ့တဲ့ဘောလုံးရာသီဒုံးကအရန်ကောင်းခဲ့တဲ့လူချိုးနေရာမှာကိုရီကပူအစားမထိုးနိုင်ဘူး Florian Vis လည်းဒီနေရာမှာအဆင်မပြေဘူးဒါအပြင်ကွင်းလယ်ရာနဲ့ Progressive Passivity တောက်လျှောက်ပေးနေနိုင်တဲ့အာနိုတို့လိုပလေယာမျိုးလည်းမရှိတော့ဘူးဟန်ချက်မညီချင်းကဒီနေရာတွေမှာ Liverpool တို့ကအဓိကပြဿနာတည်းရဖြစ်ပါတယ်တစ်ဖက်က Real Madrid အသင်းကတော့ကျွန်တော် Barcelona နဲ့ပွဲတွေမှာကြည်တာလေ အကုံလုံးကိုအဖက်ဖက်တိုးတက်လာတယ် relation အစဉ်ကိုပဲတည်တံ့ဆော့ရတာမဟုတ်ဘဲနဲ့ position အစဉ်ပိုင်းလေးကြီးလည်းကောင်းလာတယ် position ယူတာလေးကြီးလည်းအဆင်ပြေလာတယ်တိုးတော့ position ယူရဲဆိုရင်ပဲတစ်ခစ်တစ်ခါတော့လည်းမျိုး position E နေစိတ်နေအောင်ယူတာမဟုတ်ဘဲနဲ့ဘောလုံးထိချက်နည်းနည်းနဲ့ပြန်ပြန်အသင်းရဲ့ final တက်တယ်ကိုဘောလုံးရအောင်ပေးပို့လာတဲ့ Henry ဒီ Real Madrid အသင်းရဲ့အားတလာတဲ့အချက်မျိုးတွေဖြစ်ပါတယ်ဒီဟန်ချက်ကောင်းမှုအောက်ကနေကစားသမားတွေကလည်းကိုတွင်းယူနိုင်စွမ်းပြည့်တဲ့ကစားသမားတွေများနေတယ်အရေးချင်းပြည့်တဲ့ကစားသမားတွေများနေတယ်အနည်းချုပ်ပြီးတော့ရွေးချယ်ပေးချင်တာကလည်း Real Quadribe ဖြစ်ပါတယ်ခင်ဗျာ